ီမိမှာကျွန်တော်ဆင်းရဲတဲ့တနာတွေအကြောင်းနဲ့ဒီအရာကိုနေ့စဉ်ပေါ်ရမှာဘလို့ကင်တွေ့ရမလဲဆိုတာကိုပြောပြပါမယ်ဆင်းရဲတဲ့တနာအများစုဟာအာယုံကင်းခြင်းကြောင့်ဖြစ်ပေါ်ပါတယ်နောက်ပိုင်းမှာကုသယောဂအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်ဒါဟာယောဂရှင်တွေအတွက်နှာခေါင်းပိတ်ခြင်းအမြဲတမ်းနာရီယိုခြင်းနဲ့ခေါင်းကိုက်ခြင်းလို့ပြဿနာတွေကိုဖြစ်စေပါတယ်ဒီအတွက်အရင်ဆုံးကျမ်းမာရေးကုသမှုနဲ့ကုသနိုင်ပါတယ် မတက်တာပါကအရင်ဆုံးကျွန်တော်တို့ပူတပါမယ် paranasal sinus scan ကဲတူတော့စုံစမ်းစစ်ဆေးမှုကိုဥစွာပြုလုပ်ပါဒီ paranasal sinus ရေးရလဲရကျွန်တော်တို့ endoscopic sin surgery လုပ်နိုင်ပါတယ်လူရှင်နဲ့ယောဂရှင် sinus ယောဂရှင်အတွက်ကျွန်တော်တို့ endoscopic sin surgery ကိုနေ့စဉ်ကုသမှုအဖြစ်လုပ်နိုင်ပါတယ်ကျွန်တော်တို့ဝင်ရောက်ကုသနိုင်ပြီးအတူတူတနေ့တည်းမှာခွဲစိတ်နိုင်ပါတယ်။တာမန်အားဖြင့်ညနေပိုင်းမှာလည်းပြန်လုပေးနိုင်ပါတယ်။